ဖျားပောက်တော်ရေကချင်းနဲ့ရရှိမဲ့အကျိုးကျေးဇူးများယေရှုရာတတ်ရှိတော်ဝါတွေနဲ့လူတွေအတွက်မရှိမဖြစ်လိုအပ်ပြီးတော့ယေရှုရာစီးတပါလို့တောင်ဆိုပါရယ်တကယ်လည်းရေကိုတောက်ရခြင်းကြောင့်အမောပြေခြင်းစိတ်ကြည်လင်ခြင်းရှိကိုချူရခြင်းကြောင့်လန်းဆန်းတက်ကြွခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။သင်္မန်းခတ်ခဲလာတဲ့အလုပ်ရည်လိုမဟုတ်တာကတော့မြတ်စွာဘုရားရှင်အားတောက်တော်ရေကတ်လူခြင်းပဲဖြစ်ပါတယ်။ထုခဲ့သူကြီးကိုစေတနာတန်တန်နဲ့လှူရတဲ့လူရဲ့အကျိုးကျေးဇူးဟာ ်ဆယ်မျိုးရတယ်လို့မြတ်စွာဘုရားရှင်ကဟောကြားတော်မူထားရပါတယ်။ထို့ဂျူးဂျီးစုဆယ်မျိုးဟာဆိုရင်နံပါတ်၁အသက်ရှည်ခြင်းနံပါတ်၂အစင်းလာခြင်းနံပါတ်၃ချမ်းသာကြီးခြင်းနံပါတ်၄ခွားပလာကြီးခြင်းနံပါတ်၅ဉာဏ်ပညာကြီးခြင်းနံပါတ်၆တန်ရှင်းစင်ကြယ်ခြင်းနံပါတ်၇ယောဂဗေယခင်းဝေးခြင်းနံပါတ်၈အထရေရန်များပေါများခြင်းနံပါတ်9ရေရှားပါမှုတံမှာကင်းဝေးခြင်းနံပါတ်10 ပြည်မြန်ဖြက်လက်ခြင်းဆိုတဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။မြတ်စွာဘုရားရှင်ဟာတောက်တော်ရေကတ်ခြင်း၊ရေစာလောင်တွေသူဟာမိမိရေကိုမျှဝေပေးခြင်း၊ရှိဦးရေတွင်ကဲ့သို့ရေနဲ့ပတ်သက်တာတွေကိုစေတနာတန်တန်နဲ့ရှုရတဲ့လူတွေဟာရေကျူးဆယ်ပါးကိုမတောင်းမဲ့ရတယ်လို့ဆိုပါတယ်။